Hello everyone အားလုံးပဲမင်္ဂလာပါရင်ကို Insight Channel ရနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တော်တော်လေးဟိုဟော့ဖြစ်နေတယ်လမ်းလျှောက်ယုံနေပေါ့နော် point နေစုပြီးတော့ငွေနဲ့ပြန်လည်လို့ရတဲ့ application တွေတစ်ခုအကြောင်းကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ဆိုတော့ဒီ application ၃မျိုးကိုလည်း share လုပ်ပေးမှာဖြစ်လို့ video ကိုစာဆုံးကြည့်ဖို့အမိနေနော် ဝီရှာတဲ့ application တော်တော်များများဆိုလို့ရှိရင်တော့မြန်မာ region နဲ့လုံးဝသုံးလို့မရဘူးပေါ့နော်အဲ့တို့ကြောင့်မလို့နင်တို့ download ဆွဲရပဲဖြစ်ဆိုလို့ရှိရင်တော့သူ့ရဲ့မွေဝင်စီမဲ့ region နဲ့ပဲနင်တို့ကဆွဲရတာဖြစ်ပါတယ်ဒီ application ကတော့ WeWork application ဖြစ်ပြီးတော့သူ့ကို download ဆွဲဖို့အတွက်အရင်ဆုံး Google Play Store ကို region change ရမှာဖြစ်ပါတယ်။ဒီ region change တာကိုလည်းအရှိမပြတ်ထားရဲပေါ့နော်။ဆိုတော့ကိုယ့်ရဲ့ account ကအရင်ကမြန်မာ region နဲ့ download ဆွဲခဲ့တာအများကြီးရှိတယ်။အဲ့ဒီတော့မလုပ်ရမလဲဆိုတော့ Google Play Store တွေကိုဝင် ဝင်ပြီးလို့ရှိရင်အဲ့ဒီမှာ clear story ဆိုတဲ့ဟာကိုဖျက်လိုက်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့ memory region နဲ့ download ဆွဲခဲ့တဲ့ history အားလုံးဖျက်သွားတယ်ဗောနော် so အဲ့ဒါပြီးသွားလို့ရှိရင်တော့နည်းနည်းကဘာလုပ်ရမလဲဆိုလို့ရှိရင် VPN ကိုပြေးပြီးဖွင့်လိုက်ပါ VPN မှာ region ကိုလည်းနည်းနည်းကအဲ US မှာရှိတဲ့မြို့တစ်မြို့ region ကိုအဲရွေးလိုက်ပေါ့နော်တော့ jam jam VPN ကတော့လုံးဝအဆင်ပြေတဲ့ VPN ကိုသုံးကြည့်ပါ မျိုး VPN ချိန်ပြီးသွားပြီဆိုလို့ရှိရင်တော့နည်းနည်းခုန Google Play Store ကိုဝင်လိုက်ပါဆိုတော့အဲ Google Play Store ထဲမှာဝင်လိုက်ပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ Google Play Store ကအာဒါဟိုအာ US region ဖြစ်သွားပြီပေါ့သိထားမယ့်အချက်တစ်ခုကတော့ဒီ Play Store ထဲမှာရှိနေတဲ့အချိန်မှာ VPN လုံးဝပြုတ်လို့မရပါဘူးအဲ့ဒီမှာ search မှာ WeWork ဆိုပြီးတော့ရှာလိုက်ပါဆိုတော့အဲ့ application ကို download ဆွလိုက်ပါအကယ်၍သာ VPN ကတခြား region ဖြစ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ application ကိုလုံးဝရှာလို့ရမှာမဟုတ်ပါဘူးဒီ application လေး download ဆွဲပြီးသွားပြီဆိုလို့ရှိရင် ော်ဒီ application နဲ့ဝင်လိုက်ပါဆိုတော့သူကတော့ account ဖွင့်ရမှာဖြစ်ပါတယ်ဆိုတော့အရှိဗီဒီယိုမှာလည်းအမြင်နဲ့ပြပြထားတယ်ပေါ့နော် Google account ဖွင့်နီးပေါ့နော်ဆိုတော့အဲ့ဒါကိုလည်းပြန်ကြည့်လို့ရပါတယ်ဆိုတော့ Google account အသစ်တစ်ခုဖွင့်ဒါမှမဟုတ်လို့ရှင်ကိုရှိနေတဲ့ဟာကိုလည်းဖွင့်ပြီးတော့အဲ့ကနေတစင်းဝင်လို့ရပါ Okay ဒါဆိုလို့ရှင်တော့ဒီ Google account ကိုသုံးပြီးတော့ဝင်ပါမယ်ပေါ့နော်အဲဒီမှာတော့နိုင်ရဲ့ဖွင့်မဲ့ Google account ကိုနိုင်ရွေးလိုက်မယ်ပေါ့အဲရေးလိုက်ပြီးလို့ရှင်တော့နိုင်တို့ account စပြီးတော့ဖွင့်ရမှာဖြစ်ပါတယ် ကဲလာပြီပေါ့နော်တော်တော်များများလူတွေဒီနေရာမှာဘာကုတ်ကိုထိရမလဲဘယ်လိုလုပ်ရမလဲဘယ်လိုကျော်ရမလဲဆိုတော်တော်များများမိကြတယ်ပေါ့နော်ဒါပေမဲ့စိတ်ပူပါနဲ့နန်ဒီကုတ်ကို comment အောင်ပါနန်ချထားပြမယ်ပေါ့နော်အဲ့ကုတ်ကိုဖြည့်လိုက်ပါဖြည့်ပြီးသွားပြီဆိုလို့ရှိရင်နော်အာဒါကိုဆက်ပြီးတော့တွားလိုက်မှာဖြစ်ပါတယ်နန်နေရောနေရော fire ကိုကိုနန်ဖြည့်လိုက်တာဖြစ်ပါတယ်အာဒီကုတ်ကတော့ဘာမှတော့မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ကိုအရှိမဖွင့်ထားတဲ့လူတယောက်ရောက်ရဲ့ referral code ကိုအတိမပဲရမှာသူသူရဲ့ code ကိုထည့်မှရမှာပေါ့နော်ဒါကြောင့်မို့ Nandy အောက်မှာ comment အောက်မှာရေးထားပြပါမယ်ဒါလေးကိုဖြည့်ပြီး ော့ဆက်သွားလိုက်ပါဒါဆိုလို့ရှိရင်တော့ဒါပွင့်သွားရင်ပေါ့နော်အဲ့မှာ allow ဆိုတာလေးကိုနှိပ်ပြီးပါ continue ကိုနှိပ်ပြီးပါပေါ့နော်ကြည့်ဒါဆိုလို့ရှိရင်တော့ဘယ်လိုလုပ်ရမလဲဆိုတော့ဒီ application link ကြောင့်ကိုပြပေးမယ်ဆိုတော့ဝင်လိုက်ပြီဆိုလို့ရှိရင်ဒီ banner ရုပ်ကလေးကိုတွေ့ရမယ်ပေါ့နော်သူကဒီ set y ပေါ့နော်ဒီဒီဒီ set y အပြည့်ဒီဟိုပါပေါ့25အထိရောက်လို့ရှိရင် ူကဒီအပေါ်မှာရှိရဲ point လေးကတိုးသွားတာပေါ့နော်ဆိုတော့အဲ့ point လေးကတိုး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 သွားပြီးတော့တထောင်ပြည့်လို့ရှင်တော့အကိုအနေနဲ့ဒါမွေသားနဲ့ဒေါ်လာနဲ့လဲလို့ရတာဖြစ်ပါတယ်ကိုလမ်းလျှောက်လိုက်တိုင်းမှာဒီပန်တာတိုးတိုးတိုးသွားမှာပေါ့နော်ဒါလေးကတိုးတိုးတိုးပြီးတော့ပြည့်သွားတာ ਨੇ အဲဒါ point လေးအများကြီးရပြီးတော့ပြန်ပြီးတော့လဲရတာဖြစ်ပါတယ် တချို့တွေကမေးကြတယ်ဒီ application ကဟို internet ရှိမှဒီပန္နာကသွားနေမှာလားဆိုတော့မဟုတ်ပါဘူးဒီ application လေးကို print ထားပြီးလိုက်ဆိုလို့ရှင်တော့ကိုက internet ပိတ်ထားလို့ရှင်လေကိုလမ်းလျှောက်ရင်လေအခုရဲ့လမ်းရည်အတွက်လေးတို့သူကသူတို့ကမှတ်သွားပြီးရေပေါ့နော်မှတ်ပြီးတော့တူတူတူသွားတာဖြစ်ပါတယ်တချို့ဆိုလို့ရှင်ပေါ့နော်ကိုတိုင်းလမ်းလျှောက်ဝင်နေဒီ phone လေးကိုပေါ့နော်အာတခုခု something လောက်ပြီးတော့မှသူတို့ဒီခြေလမ်းတိုးဖို့အတွက်လောက်တဲ့အရာကြီးလည်းရှိပါတယ် ဒီ application ဆိုလို့ရှိရင်တော့မနေ့တိုင်းလမ်းလျှောက်တဲ့သူတွေပြီးတော့လမ်းလျှောက်ရတာဟွာသလာပါတဲ့လူတွေဂျင်းမှာအပြေးဆက်နဲ့ပြေးနေတဲ့သူတွေတူဆိုလို့ရှိရင်တော့ဒီရဲ့ application လေးကိုတုံးပြီးတော့နန်းနေနေဒါ income တစ်ခုရှာတင်နေလို့နန်းနေနေချင်ပါတယ်အချို့ကြီးလည်းတော်တော်လေးဟိုမှာဒီ application နဲ့ပေါ့နော်ငွေရနေကြတဲ့သူတွေလည်းအများကြီးရှိပါတယ် ဒီ application ရောတခြား application တွေလိုမျိုးတော့အများကြီးတော့မပေးဘူးဒါပေမဲ့ကိုကလမ်းလျှောက်နေနေလေဒါကိုအတွက်အမ်ဘယ်လိုပြောမလဲအကျိုးမရုပ်စေတဲ့ဟာတစ်ခုဖြစ်ပါတယ်ဒါကြောင့်မလို့နန်းနေတဲ့ဒီ application လေးကိုသုံးဖို့အတွက်အချက်ပေးချင်တယ်နောက်တစ်ခုကတော့ဘယ်လိုငွေထုတ်ရမလဲအာဘယ်လိုလုပ်ရမလဲဆိုရမသိတဲ့သူတွေအတွက်နောက်ထပ် video မှာလည်းပြပြပေးမှာဖြစ်ပါတယ်အာနောက်ထပ်ငွေထုတ်ဖို့အတွက်လုံးဝ simple ပါနဲ့သူရဲ့ agency လည်းအများကြီးရှိပါတယ်အာဒီ application နဲ့ပတ်သက်ပြီးတော့လေကိုယ်အနေနဲ့တခြားနေရာမှာလည်းတွားရှာကြည့်လို့ရပါတယ်ဆိုတဲ့အကြောင်းကို ပြချင်တာဖြစ်ပါတယ်ဗီဒီယိုလေးကိုစောင့်နေကြည့်ပြီးတော့အားလုံးကိုကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာလည်းအကောင်းဆုံးနဲ့ပြန်လာခဲ့ပါမယ်ကျေးဇူးများတင်ပါတယ်ဘိုင်